ကမ္ဘာတော်လုံးကဆူတောင်းပြတာပို့တာအတန်းတွေပြည်တွင်းမှာရန်ကုန်မှာစုကြည့်စေဆိုတဲ့စာတောင်းချိန်ပြီးလူငယ်တွေအသက်ဆုံးပြီးကျောင်းသားတွေဝိရိယကိုဂုံပြုခဲ့ကြတယ်မန္တလေးမှာညိုလေကောင်းကဒီအမေကိုမှတ်မိရသေးရဲ့လားဒီပုပ်ကိုကိုမှတ်မိရသေးရဲ့လားကောင်းဆန်းစုကြည့်ပါဗျအသက်80ပြည့်ဒီနေ့မွေးနေ့ဖြစ်ပါတယ်ဆိုတဲ့လူငယ်တွေအသက်ဆုံးမွေးနေ့လက်ဆောင်ကျောင်းသားတို့ဒီတိပါလိမြန်မာပြည်ကြားပါဘူး ီကောင်တွေကအာနာနဲ့လက်နဲ့နဲ့ပါဝါပဲအသုံးချတတ်တဲ့ကောင်မို့လို့เนาะဒါတွေကိုကျွန်တော်တို့နားလဲပါတယ် Hello Chatham မြို့ပပီတူညကိုမော်ရမာများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ20ရက်နေ့တောက်ချာနေမယ့်ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မယ့်ပိုင်းအော်မှာကျွန်တော်တို့နောက်ဆုံးရှိထားတဲ့တော်လန်တဲ့တို့တင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံချစ်ရှုပေးကြဖို့မြို့ပပီတူအားလုံးပေးခေါ်လိုက်ပါရစေကျွန်တော်တို့ဒီနေ့မနေ့မှာဆွန်တော့တော်လန်ရဲ့ဘုတ်တွေကနေပြီးတော့မှအမေစုရဲ့မနေ့ကမွေးနေ့နဲ့ပတ်သက်ပြီးတော့မှပါနော်စုတောင်းစကားတွေကိုစီပြောခဲ့ကြတဲ့ပြင်အဲ့ဒီကြောင့်တွေနဲ့ပတ်သက်ပြီးတော့မှပဲဘုံမိုက်ကွက်ခြေခွက်တောင်တွေလည်းကျွန်တော်တို့ချစ်ရှုရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးအနေနဲ့ခါတိုင်းလိုပဲတော်လန် တင်းတို့လေးတွေချစ်လိုက်ရအောင်နော်ပထမဆုံးသတင်းတဘိုးအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကမြို့နယ်မော်စီစာကျေးရွာဘုရားကုန်းတပ်ပွဲတွင်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စေရေးရှင်ကပုံမြင့်လာတဲ့စီဦးစီမှုတည်တယ်လို့သတင်းထွက်ပြီးကြတဲ့ကမော်စီစာနဲ့ဂရီမော်ဘက်ကိုအင်အားဖြည့်စစ်ကြောင်းထိုးတာတွေလုပ်လာပါတယ်စစ်တပ်ဘက်ကတည်ဆုံးသူများတယ်ဆိုပြီးမှတည်ရတာပဲဖြစ်ပါတယ်စီဦးစီမှုတည်ဆုံးခဲ့ပြီးတဲ့နောက်ပိုင်းမှာတပ်ပွဲမှာပုံမှုပြင်းထန်လာပြီးတော့မှ ဇွန်လ၁၈နေ့မှာမော်စီဇာနဲ့ဂရေမော်ဂျာမှာဆိုတော့တက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့လည်းသိရပဲဖြစ်ပါတယ်။ဘူမူဖြိုတက်စော်ရဲ့အလောင်းကိုမော်ဝန်ကျေးရွာနီးမှာမြို့နယ်တကြိုခဲ့ကြပြီးတော့မှပြန်လည်တည်ယူသွားတဲ့စစ်ကောင်စီအလောင်း30ကျော်ကိုဖားကန်တက်မှတ်ကုန်းမှာတကြိုခဲ့တယ်လို့လည်းကျွန်တော်နောက်ထပ်ကြားသိရတာပဲဖြစ်ပါတယ်။စစ်ခွေးတွေကတော့ခုဆိုရင်အလောင်း30နီးပါနဲ့ပေါ့နော်။သူတို့ရဲ့ဒီဘူမူတွေစူးစီးမှုတွေအားဆိုတော့အခြားဆုံးများစွာနဲ့ပြန်လည်ပြီးတော့မှဆုတ်ခွာခဲ့တာဖြစ်ပြီးတော့မှခုဆိုရင်သူတို့အနေနဲ့ဖားကန်မြို့မှာဆိုတော့တော်တော်လေးကိုအခြေအနေဆိုးနေတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့ကျွန်တော်တို့ KA ပြည်တဲ့ပုံတဖုံတွေရဲ့ တိုးစစ်တွေကြောင့်စစ်ကောင်အောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေဒီတက်ပို့ပြီးတော့မှမျိုးစာဖြစ်ပြောင်းလဲခြင်းကိုခိုင်းရမလားဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှရင်ခုန်စွာနဲ့ဆောင်ကြရမှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပို့အနေနဲ့ကတော့ကရင်မျိုးသားစီအောင်ကဲညိုတမဟာနဲ့နေမြေတောင်ကိုခဲမှာစစ်ကောင်စီတပ်ရဲ့လမ်းကင်းကိုတော်လိုက်ပွန်တရိကန်နဲ့ပြီးတော့မှတိုက်ခဲခဲလို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်တိုက်စုမှုရှိခဲ့တယ်ဆိုတော့နောက်ထပ်သတင်းကောင်းလည်းပဲဖြစ်ပါတယ်။တမဟာနဲ့တရင်ငါးနေမြေထဲမှာပါတယ်ဗျ။တောင်ကိုလေးတူလမ်းပိုင်းနာကပဲမိန်းလမ်းမှာသူတို့ခဏခဏအတီးခံရလို့ အဲ့ဒီတန်းကိုတွန်းလာပြအခုကလန်ကျုံဝင်နေတဲ့စခရီနဲ့တိုးတာဘော့စပရမှာ PDF တန်းတောင်တပ်ဖွဲ့တောင်ရှိသူကနေမှာဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒီထိတွေ့မှုအတွင်းမှာစစ်ကောင်စီတတနာဦးတည်ဆုံးပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်အတွင်းသူတို့ရဲ့ဒီစေရေရရှိတွေလည်းကြဆုံးမှုတွေရှိခဲ့တယ်ဆိုတော့နောက်ထပ်တင်ကောင်းလေးပဲဖြစ်ပါတယ်။ခုဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေဒီတိုင်းထိုင်းတိုင်းကျပြီးတော့မှကြေရတွေကိုမီရှိုးတပ်ဖွဲ့မှုတွေလှုပ်ဆောင်နေလို့ ဒါကိုတော်လွန်ရဲဘော်တွေကနေပြမပြက်ရှင်းဖို့စ조사နေတာပဲဖြစ်ပါတယ်။တောင်ပိုင်းထဲမှာကြာဆုံးမှုတွေနဲ့သူစကန်းဆုံးခေါ်တပြေးနေရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဒီလိုမျိုးဆက်လက်ပြီးတော့မှမ US ဆန်ဆောင်နေပေါ့နော်လှုပ်ဆောင်နေဦးမယ်ဆိုတော့မကြာခင်မှာတော့ကျတို့တော်လွန်ရဲဘော်တွေကနေပြမအမုံကျိတ်တိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်။ ျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျွန်မကတော့ဆရာမြတ်ကျော်ကနေပြီးတော့မနေ့ကအမေဆွေရဲ့အသက်80နှစ်ပြည့်မွေးနေ့မှာ PLA ပူအောင်တုတ်တွေကနေပြီးတော့ကန်တော့ရဲစကောပြီးသိမ်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ဆရာမြတ်ကျော်ဘယ်လိုမျိုးသတင်းကောင်းတွေထပ်ပြောထားမလဲဆိုတာကျွန်တော်တို့စာချေလိုက်ရအောင်နော်ကန်တော့ရဲစကောကိုသိမ်းနေနေတောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ ကမ္ဘာတော်ကဆူတောင်းမြစ်တာပို့တာအတန်းတွေပြည်တွင်းမှာရန်ကုန်မှာစု80ဆိုတဲ့စာတောင်းချိန်ပြီးလူငယ်တွေအသက်စွန့်ပြီးတောင်းဆန်းစုငွေတွေကိုဂုံပြုတ်ခဲ့ကြတယ်မန္တလေးမှာမြို့လေကောင်းမှာဒီအမေကိုမှတ်မိရသေးရဲ့လားဒီပုပ်ကိုကိုမှတ်မိရသေးရဲ့လားတောင်းဆန်းစုကြည့်ပါဗျအသက်80ပြည့်ဒီနေ့မွေးနေ့ဖြစ်ပါတယ်ဆိုတဲ့လူငယ်တွေရဲ့အသက်စွန့်မွေးနေ့လက်ဆောင်တောင်းဆန်းစုကြည့်တိပါလိမြင်ပါလိကြားပါလိကျွန်တော်နှလုံးသားထဲမှာ ဆွလို့ဘေးဆက်ဝင့်သူတယောက်ကိုဂုံပြူခြင်းဟာအင်မတန်စက်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံနေပြီဒါပေမဲ့လူရောမှာစစ်တက်လူရောမှာဖက်စစ်တက်ရဲ့အတွင်းထဲမှာတော့အကြောက်ကြီးကြောက်ကြီးထိတ်လန့်တုန်လုံးနေကြပါလေနောက်တော့မွေးလဲတော့ခုတက်ပြီးချိန်ညာရသည်ရန်ကုန်မှာတာကီတာနဲ့မြောက်ကလာဒါရဆရာရုံးတွေတက်ခဲ့ပါလေတက်ခဲ့ပါ က်ဆိုင်မီးဝိုင်းမြင်းတော်လမ်းတစ်လျှောက်လမ်းပိတ်စစ်ဆေးနေတယ်မိုင်းတွေကတော့ပြင်းနေသိသိတော့ပြောလို့မရဘူးတာဂီတာမှာအင်းစင်စစ်တာတွေရှိမြောက်လာမြို့နယ်ခမ်းမတွင်တဆွဲတာတွေဖစစ်တက်မိုင်းဆွဲပြီးတော့ငါတို့စစ်တက်ကိုလုံးဝအုပ်ချုပ်တာလက်မခံဘူးပြတ်တာနေတယ်အဖြစ်အပျက်တွေအနိုင်ငံလုံးတကဘာလုံးကနှင်းစီပန်းတွေဝေပြီးဒေါ်ဆာစုကြည်မွေးနေစူတောင်းနေတာတွေအများပြား အလုံးတီတီတာဖြစ်တယ်လို့တုံညချစ်ထွက်လို့ဒိုင်းဒီကွဲထားလေအလုံးချပြီးတာမယ်ကဲမတရားအဖမ်းခံရရတော့လူလူကိုရအောင်အကျိုးပြုသေးတယ်လို့ပဲကျွန်တော်ကကောင်းသောအတိတ်ကောင်းသောနှမိတ်နဲ့ယူဆမိပါတယ်တို့ပြင်တုံညာဝိနည်းဆူတောင်းတာတွေကိုဂုံပြုတ်ပါတယ်ကြိုးစုပါတယ်တို့တော့အပေါ်ရဲ့ရေပေါ်စီအတွင်းနေနဲ့ကောက်ရုံးမီလို့ဟုံးကလေးမဖြစ်ပဲဒီအမေကိုကဲထုတ်ရေးအတွက်ယုံကြပါဆိုတဲ့စိတ်ကူးနဲ့မွေးနေတယ်လို့ကဲထုတ်ဖို့လဲယုံ ငါတို့စစ်တပ်ကိုလုံးဝမချုပ်ဘူးကျုံးရမယ်လို့အတိတ်ပဲရတဲ့ဒေါန်ဆန်းစုကြည်ဂုံပြုတ်မွေးနေ့ကပရားတခေါက်ရပြမွေးနေ့လေလို့ကဲထုတ်ဖို့လေရုံကျုပ်အနေနဲ့ကျုံးသုံးယောက်ဆက်ကပရားလေးကျွန်တော်ဒီနေ့ကိုပြုခဲ့ပါတယ်အဲ့တော့ဒီလိုကဲထုတ်နိုင်ဖို့နေပြည်တော်ကိုအလုံးကြီးနဲ့ဝင်စီးမှလာမဟုတ်ပါဘူးအထုပြောက်ကြားထပ်ပွဲတွေနဲ့နေပြည်တော်တဝိုက် တို့ဘဝင်ရောက်ပြစ်ခတ်တန်းခိုက်စစ်တပ်ကိုအိတ်ဆက်ခွင်တော်မပေးကြနဲ့တော့တပန်ကန်တော့တိုက်ပွဲအောင်မြင်ပြီးနောက်ပိုင်းမှာဂျင်းမပင်ဆောင်းလင်းကြီးပလဲတရောကိုဖတ်ရှစ်တက်ဟာခွေးလာခဲ့ခဲမှာဖြစ်တဲ့အတွက်မနေ့ကလည်းကျွန်တော်ပြောရသလိုဝမ်ပောင်ကျင်းဒီစီမံကိန်းကိုအမြောက်တင်တဲ့ချိန်တာ RPG တွေနဲ့ချိန်တာပါအဲ့ဒီဂျင်းမပင်တွေကခရိုင်တွေကဂျွာတီဘာကိုဘုံတလုံးကြတာနဲ့ဝမ်ပောင်ကျင်းဒီစီမံကိန်းတွေကိုတလုံးပြစ်ထင်လိုက်ပါ ဒီမှာဆီယလူမီကျောင်းနဲ့ပြုံးမှာပေါ့နော်မနေ့ကအမေဆူရဲ့အသက်ဆက်ဆက်ပြမှုနေ့မှာဆိုတော့တလန်ရေးဘော်တွေကနေပြုံးမှာကန်အောင်ရဲစကောင်းကိုအပြီးသိမ့်ပိုက်ပြီးတော့မှလက်ဆောင်ကောင်းတွေပြပိုးခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာဖြစ်တယ်ကျတော့အဲ့ဒီစကန်သိမ့်တဲ့ဘက်မှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေများစွာတည်ဆုံခဲ့တာတွေလက်ရှိပြီးတော့မှကျတော့ဘက်က ABSDF တပ်ဖွဲ့ဝင် သုံးဦးပါနော်ကြာဆုံးခဲ့တယ်လို့ကျွန်တော်တို့နောက်ထပ်ကြားသိရတဲ့ပဲဖြစ်ပါတယ်ဒါတွေကတော့စစ်ကောင်စီတပ်ဖွဲ့တွေဝင်နေတာဆိုရင်ကျွန်တော်တို့အမေစုကိုဒီလိုမျိုးဖမ်းဆီးချုံနှောင်ထားရတာကနေပြီးတော့သူတို့ဘယ်လိုမျိုးအကျိုးဆက်တွေခိုင်းနေလဲဆိုတော့ကျွန်တော်တို့ကနေပြီးတော့ပြသနေတာပဲဖြစ်ပါတယ်တော်လိုင်းအကောင်ဆောင်တွေကိုယ်တိုင်ကနေပြီးတော့အမေစုလိုမျိုးပြတာနဲ့ကျွန်တော်အားလုံးမျှော်မှန်းထားတဲ့ Federal Democracy လမ်းစဉ်နဲ့ဂျန်တဲ့ဒီနိုင်ငံရေးလမ်းစဉ်တွေကိုအစသူကလက်သွဲဆောင်ရွက်တော့မယ်ဆိုပြီးတော့ကြီးညာထားတာမလို့အခုချိန်မှာကတော့ကျွန်တော်တို့အနေနဲ့ ကိုရရဲ့အနေနဲ့ကျွန်တော်နိုင်ငံရဲ့ကျင်းသားတွေပေါ့ဗျအမေစုတို့အုပ်စုတွေပေါ့နော်အများဆုံးလို့မျိုးနဲ့ရောစ조사တွေ့မယ်ဆိုတော့ပြမပြောဆိုလာကြတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုတ်အနေနဲ့ဦးသိမ်းမြတ်ကနေပြတော့မှစကိုင်းကလေးလောက်ခတ်မှုကြောင့်အမေစုညာဘက်လက်မှာတန်းရရှိသွားတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတဲ့အလေးကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ထူးခြားသတင်းတစ်ပုတ်ထွက်ပေါ်လာပါတယ်။ပြီးခဲ့တဲ့ မတ်လ28ရက်ငလျင်ကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ညာလက်မှာဒဏ်ရာရသွားခဲ့တယ်လို့ဆုဖောင်ဒေးရှင်းကအရေးကြီးတဲ့တင်အဖြစ်ထုတ်ပြန်ထားတာပါဆုဖောင်ဒေးရှင်းဟာအော်စကာဆုရရုပ်ရှင်မင်းသမီးမီရှဲယိုဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ဖွဲ့စည်းထားတဲ့မြန်မာလူမျိုးတွေအတွက်ကျန်းမာရေးပညာရေးဆိုင်ရာအထောက်အကူပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်မိသားစုနဲ့ရောရှေ့နေနေရောတွဲဆုံခွင့်နေပိတ်ပင်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်ဟာငလျင်လောက်ချိန်မှာသူ့ကိုချုံနောက်ထားတဲ့နေရာပြိုကျပျက်စီးမှုတွေကြောင့်ညာဘက်လက်မှာဒဏ်ရာရခဲ့တယ်လို့တနေရာထက်ပိုတဲ့သတင်းရင်းမြစ်တွေရဲ့အတိအပြည့်ချက်ရထားတယ်လို့ဆုဖောင်ဒေးရှင်းကဆိုပါတယ်ဆုဖောင်ဒေးရှင်းအနေနဲ့ဒေါအော ောင်ဆန်းစုကြည်ရဲ့ကျမကြီးကိုစိုးရင်ကြောင်း Foundation ဥက္ကဋ္ဌ Yan.org ကလည်းရေးသားထားပြီးတော့ချက်ချင်းနဲ့ချွန့်ချက်မရှိပြန်လွတ်ပေးဖို့လည်းတောင်းဆိုထားပါဗျ။သူဟာအကျဉ်းထောင်ထဲမှာဖမ်းချုပ်ထားရင်းနဲ့ပဲအသက်ဆုံးရှုံးသွားနိုင်တယ်လို့လည်းဆိုထားပါဗျ။အဲ့ဒါလို့သူတို့စိုးရင်ဟာအကျိုးအကြောင်းခိုင်လုံတဲ့စိုးရင်ချက်ဖြစ်တယ်လို့လည်းဆိုထားပါဗျ။၅နှစ်တာလွတ်လပ်ခွင့်ဆုံးရှုံးခဲ့ပြီးသားအမျိုးသမီးတယောက်ကိုထပ်မံပြီးတော့ချုပ်နှောင်ထားတဲ့အတွက်လည်းအပြစ်တင်ဝေဖန်ထားပါဗျ။ နာရဘနောတင်းမြက်ကနေပြီးတော့မှကျွန်တော်တို့ငလျင်လုခမှုတွင်မှဆိုတော့အမေဆွေရဲ့ညာဘက်လက်တိခိုက်တံရရှိသွားတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပြီးတော့မှအဲ့ဒီတံရအပေါ်မှာစစ်ကောင်စီနေတဲ့တရင်ထင်ချာနေပြီးတော့မှစေဝါလုံးလုံးလုံးကုသပေးမှုတွေလည်းမလို့ဆောင်ခဲ့ဘူးလို့ကျွန်တော်တို့နောက်ထပ်ကြားကြတယ်ပဲဖြစ်ပါတယ်မျောလိုက်နေတဲ့ကတော့အမေဆွေရဲ့အကြောင်းအရာတွေနဲ့ပဲဒီလိုမျိုးပေါ့နော်နိုင်ငံရေးလမ်းစဉ်မှာပြန်လဲပြီးတော့မှ ဒီတက်ရောက်လာမှာကိုတော်တော်လေးကြောက်နေပုံရပြတော့မှအခုဆိုတော့တို့အနေနဲ့ဒီသတင်းပေါက်ကြားလာမှာကိုစိုးရိမ်နေကြတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ကျွန်တော်တို့အနေနဲ့2022ခုနှစ်တုန်းကအမေစုဒီတရားခွင်ရုံးမှာတက်ရောက်ခဲ့တယ်ပေါ့နော်။ဗီဒီယိုဖိုင်တွေထွက်ပေါ်လာပြတဲ့နောက်ပိုင်းမှာဆိုတော့ပြည်သူတွေရဲ့ကြားထဲမှာတော်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 ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါတွေဟာဆိုတော့စကောင်စီကနေပြတော့တရားဝင်ကျွန်တော်မျိုးပါပြည်သူတွေကြားထဲမှာဝေဝါးတောင်းအောင်လို့တာလားဒါမှမဟုတ်တကယ်ပဲပေါက်ကြားမှုရှိခဲ့တာလားဆိုတာနဲ့ပတ်သက်ပြတော့မှအခုချိန်ထိပေါ့နော်။ကျွန်တော်တို့ဒီပြောဆိုမှုတွေပြပြနေတာပဲဖြစ်ပါတယ်။ဘလို့ပဲပြောပြော မြောင်းနိုင်တို့အစိုးရအနေနဲ့ကျွန်တော်တို့ဒီနိုင်ငံကောင်းစွာတွေပေါ်မှာဆက်လက်ရုံးမာနေဦးမယ်ဆိုတော့ပြည်သူတွေဘက်ကနေပြတော့မှာအဆုံးဆုံးဒီအမုံကျိတ်တိုက်ခိုက်သွားမယ်ဆိုပြီးမှအားလုံးတန်တဲ့တိုင်းကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဆစ်ဆောင်ဒေတာကအမေဆူရဲ့မွေးနေ့အခမ်းအနားမှာဘူဂျီနေမျိုးစဉ်ဘယ်လိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ဒီနိုင်ငံကြီးမှာဆိုရင်2015နဲ့2020ဆိုတဲ့အားနှစ်တာကာလအပေါင်းချာတူတူလေးတည်းမှာဘယ်။အားလုံးတပီတို့ကျွန်တော်တို့တပီဘောဘောတိကျပါလိမ့်မယ်။ ိန်းလန်းနေဆိုပြီးပဲနီးတဲ့နေပါရအောင်အိုးလို့ဒီလိုတောင်ပေါ်တွေကခက်ခဲလေးသွားလာရပြီးဒီခက်ခဲစွာသွားလာရဒေတာဒီအဖြစ်ကိုပြစ်စီပြီးဆွဲတဲ့ဘုံဟိုင်းတက်စင်းရခိုင်ကိုဖွင့်ပြောငါးနှစ်တာအချိန်တော်တော်လေးမှာဆော့ဆော့တဲ့လုတ်ပြနေတဲ့မေယိုကြီးကိုကမ္ဘာအတက်ကြီးဆုံးနိုင်ငံရဲ့အကျဉ်းသူဖြစ်ဖက်စစ်ရှမ်းဖက်မိစ္ဆာကောင်ကြီးကဖန်စီချုပ်တော်ထားခံရလို့ခုဆိုရင်ကျွန်တော်တို့လူတွေဝမ်းနည်းစွာနဲ့ကြိပရတဲ့ဝင်းကြီးအချင်းမေဆူဟာအချင်းဆောင်ထဲမှာဘလူနေရတယ်ကျွန်တော်တို့မသိဘူး မင်းကထွက်ပေါ်လာတဲ့တင်းရရဆိုပြီးခဲ့တာလှုပ်ခဲ့တယ်ငမီကြီးတဲ့မှာအချိန်ခံကြီးကြီးလေးတဲ့မှာချုံချုံသားခံရတဲ့ယေရှုကလမောင်းပေါ်ဘူးဒီသူ့ရဲ့ချုပ်ပေါင်းပြိုကျတဲ့တန်ကြောင့်ဒဉာရရတယ်လို့မင်းကမှသတိပြုရတယ်ဒါဖြစ်ပေါ်လာကြတယ်မင်းကမှသတိထွက်ပေါ်လာဆိုတော့ဘလောက်ရက်စက်ရုပ်မှာကောက်ချစ်ရုပ်ကံနဲ့ဖက်စစ်ကြမ်းဖက်တယ်လေဆိုတာအသက်ရှိစေပြည့်သွားပြီဖြစ်တဲ့မင်းဦးကြီးတယောက်ကတော့မှရက်ရက်ဆက်ဆက်ချုံချုံသားဝင်မှာပြဖလောကလည်းမင်းမတွေ့သူ့တာအရင်းနဲ့လည်းမင်းမတွေ့ ဘယ်သူနဲ့မှလည်းပြီးမနေပဲအမတန်ကြောက်နေတယ်လက်လက်ကလေးစစ်တက်ကြည့်တာနော်ဒီလူဒီလူတိုင်းလာပြရလို့ရတယ်ဟိုကြီးစီးစိမ်ကြီးကိုဖြည့်စီနေုံနေမှာကအဲ့လိုဒီလူတွေတိမှာဒီလားတစ်ခုဆိုရင်ဒီဘုံကျဲခံရတာဘယ်နှခါရှိနေလဲအဲ့လိုဒီလူတိဆိုတော့အဲ့လိုဆက်ဆက်ယူကန်းနဲ့စနစ်ကြီးစစ်တက်ကြီးကိုလူတို့ဒီလက်ထက်မှာရအောင်အပြင်ကြောင်းပြနေမှာထေစားပြနေမှာအစားတို့ပြနေမှာအဲ့လိုဒီလူအနာကလုံးချုပ်ရင်းအေးချမ်းကျုံရှင်စရာ တိုင်းပြည်နိုင်ငံသားအဖြစ်သက်ရှင်နိုင်ရမှာဖြစ်တယ်။အဲဒါကြောင့်တို့ကစုကြီးချုံးဆိုတဲ့နာမည်နဲ့နိုင်ပြအောင်တို့သမီးတို့မောင်မေတို့ကအရာရာမှာမေစုခဲ့စံငါထားတော့ပုဂ္ဂိုလ်သူလူငယ်လေးတယောက်ပြလာတာပါဒါတော့ဗောနောဘိုးကြီးနေမျိုးစရံနေပြမတော်တော်ဒီဆစ်ဆောင်ဒေတာမှာကလေးသူငယ်တွေပုံမှာဒီအမေဆွေမွေးနေတဲ့ပတ်သက်ပြတော့မှာ သူ့ရဲ့မြင်လေးတွေကိုပြောဆိုထားတာဖြစ်တယ်။စစ်ကောင်စီအနေနဲ့ကတော့အမေဆွေရဲ့တရင်ကိုထိန်ချန်ထားပြတော့မှာပေါ့နော်။ကလင်းလုတ်ပြီးတာလတော်တော်ကြာမှတရင်တွေအခုဆိုရင်သူအတန်ရရှိတာနဲ့ပတ်သက်ပြီးတော့မှထုတ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါကတော့စစ်ကောင်စီနဲ့မျောလိုက်တဲ့အုပ်စုကနေပြီးတော့မှတမ်းပြီကိုလိုလိုချုပ်ချယ်စိုးမိုးနေကြတာပြီးတော့မှကျွန်တော်တို့အားလုံးချေရတယ်ပေါ့နော်။နိုင်ငံကောင်းဆောင်တွေပုံမလဲ။ရုံမှရက်ဆက်တဲ့နေလာတွေကိုဆက်လက်ပြီးတော့မှချင်းသုံးနေတယ်ဆိုတော့လည်းကျွန်တော်တို့တပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်။ပြည်သူတွေဘက်ကနေပြီးတော့မှလည်းစိမပြအောင်မျောပဲနဲ့ကျွန်တော်တို့ဒီတော်လိုင်းရေးမှာဆိုရင်တော့တနေ့တလောက်ကိုတနေ့ဘက်ကနေပြီးတော့မှဝဲ ဲမကူညီဖို့အချိန်ကျနေပြီဆိုတာကိုမြန်မာထုတ်ပြသနေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့တော်လိုင်းရေးဘက်တော်သားသူဖြစ်တဲ့ဦးကျော်ကနေပြီးတော့မှအမေစုအတွက်ပေါ့နော်ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှပြပလိုက်တဲ့ Birthday Wish Video File တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။အမေစုကိုကျွန်တော်တို့ဘလောက်အထိချစ်ကြောင်းဆိုတာဒီအမေစုရဲ့ Birthday Wish လေးနဲ့ကျွန်တော်တို့သက်သေပြခွင့်ရခဲ့ပြီပေါ့ဗျာနော်။အဲ့တော့ကျွန်တော်တို့ပြလိုက်တဲ့ เนาะကျွန်တော်တို့စက်တီပြလိုက်တဲ့ဒီ birthday wish video file လေးကဒါကတကယ်ကိုကျွန်တော်တို့အကျိုးတက်ရောက်မဲ့နေရာကိုရောက်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ birthday wish နဲ့အတူနော်တစ်ချိန်အမေစုလွတ်မြောက်လာခဲ့လို့ရှိရင်အမေစုရဲ့သားကတည်တည်ချာချာသိမ်းထားပြီးတော့တနေ့သူ့အမေနော်အမေစုပေါ့ကျွန်တော်တို့ချစ်ခင်ရတဲ့အမေစုကျွန်တော်တို့ခေါင်းဆောင်အမေစုလွတ်မြောက်လာခဲ့လို့ရှိရင်သူ့အမေကိုဒီအဲ့လိုဗီဒီယိုဖိုင်လေးဒီအမေစုကို အမေစုရဲ့ဟိုဘယ်လိုပြောမလဲသားသမီးတွေပေါ့နော်အမေစုကိုဘယ်လိုချစ်ကြောင်းဘယ်လိုချစ်ကြောင်းဘလော့တီဟိုဘယ်လိုပြောမလဲလေးစားတာတို့နော်ဂုံပြူတာတို့ဘလော့အစ်ရှိတယ်လဲဆိုတာအာအမေစုရဲ့သားကန်ကန်ကတေချာသိမ်းထားပြီးပါတယ်လို့ဒါကြောင့်မို့ဒါဝမ်ပါစကားလာပြောပြတာပါကျွန်တော်ဒီပုံမှန်တွေကိုအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုဖိုင်ရောက်ချင်းစီတိုင်းကိုကျေးဇူးတင်တယ်လို့ကျွန်တော်ရဲ့ ီဗီဒီယိုဖိုင်အောက်မှာလေဟိုမပေးရသေးတဲ့လူတွေလည်းစိတ်ထမကြပါနဲ့ဗျာနော်မပေးရသေးတဲ့လူတွေချို့တော့အားနည်းချက်ရှိခဲ့ဘာအားနည်းချက်ရှိရဲဆိုတော့အာနာရှင်ဆိုတာကကျွန်တော်ပြောပြမယ်ဒီကောင်တွေကအာနာနဲ့လက်နဲ့နဲ့ပါဝါပဲအသုံးချတတ်တဲ့ကောင်မို့လို့နော်ဒါတွေကိုကျွန်တော်တို့နားလည်ပါတယ်မပေးရတဲ့လူတွေလည်းစိတ်မကောင်းမဖြစ်ပါနဲ့နော်ဒီအောက်မှာ comment တွေလာရေးလာအားပေးစကားတွေလာပြောလိုက်တာလေဒါကဒီအမေစုရဲ့ဒီ ဟို body wish campaign လေးမှာပါဝင်တယ်လို့ဒီလိုပဲကျွန်တော်တို့ကဟိုဟိုဘယ်လိုပါအသိမပြူလာပါတော့အသိမပြူလာပါအဲ့ဒါကြောင့်မို့အမေစုအခုစုတောင်းကြရတယ်ဘလောက်တော့ချစ်စရာကောင်းတယ်ဒါကဘာကလည်းသိရဲ့ဗျအမေစုကိုဘလောက်ချစ်ကြလဲเนาะဒါ greenness စံချိန်တစ်ခုပေါ့ဗျာပြောကြည့်ဒီမှာပေါ့နော်ကျွန်တော်တို့ဥကြောကနေပြီးတော့မှ အမေဆုတွေကျွန်တော်တို့ပြည်သူလူဘက်ကနေပြန်ပြဖို့လိုက်တဲ့ဗီဒီယိုဖိုင်တွေအားဆိုတော့ငင်းတဲ့ဆန်ချိန်တောင်မှတင်သွားနိုင်လဲဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်ပြီးတော့မှကျွန်တော်တို့အနေနဲ့ဒီနိုင်ငံငါးဆောင်တွေပြန်ဆုံးလုံးမြောက်နိုင်ဖို့ဝိုင်းဝန်းပြီးတော့မှစူးစမ်းရမယ်ဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်တယ်။မြောက်လိုင်းတို့ဒီစခွေရအယူကိုက်တွေတဲ့ပေါ့နော်။ကျန်တဲ့ဘိုးမတွေကနေပြီးတော့မှအမေဆုအားဆိုတော့ကျွန်တော်တို့ NUG နဲ့ကျန်တဲ့တိုင်းတားလင်းကိုင်တပုတ်ဝင်တွေပေါ်မှာဒီထောက်ခံမှုမရှိဘူးဆိုတဲ့ပုံစံမျိုးတွေတိပြောလင်းပြောင်းစပေါ်ပန်လေးဆိုတဲ့ပြောဆိုပြီးတော့မှကျွန်တော်တို့ကိုတွေ့ခွဲတက်ရှုံနေတာပဲဖြစ်ပါတယ်။ဒါတော့တို့အနေနဲ့ပေါ့နော်။ပြည်သူလူထုကနေပြီးတော့မှအမေဆုအားဆိုတော့ ကျွန်တော်တို့ဒီတော်လိုက်မှာဘလော့ထိဩဇာတက္ကမကြီးမားတယ်ဆိုတာကိုပြသနေတာမလို့အခုဆိုရင်ဒီကောင်တွေကနေပြတော့မအေစုလူလုံးထွက်ပြပြတော့မှကျွန်တော်တို့ဒီမြန်မာတော်လိုက်ရေးမှာဆိုတော့တပံပြန်ပြတော့မှဝင်ရောက်လာပါကိုတွေးပြတော့မှကဘာပြက်ကြောက်လန့်နေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ပူတူမရဲ့ဒီရောက်ချောင်းရောက်နေအိတ်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြတော့မှကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်တကယ်လူကြီးရဲ့အရှိမထမိန်ကြီးဖြန့်ဝက်တာတွေပါလေရောအဲ့ဒါတွေကတိတိပပလေးတွေပေါ်တော့ငါမပြောရဘူး လူကြီးတွေထုတ်တာလူကြီးတွေကြိုက်တာလူလူကြီးတွေကြိုက်တာဘယ်လိုဇရက်တီးကြမ်းလဲလူလူကြီးတွေစမှုစားကိုကြိုက်တာမင်းကဘယ်လိုသွားတာသူ့ဟာတစ်တော့မှာတော့နေပြောမှာပေါ့တစ်တော့ကအဆက်နဲ့ရိုက်ရွှေရှာပါဘူးမင်းကလိုင်းပေါ်မှာသာဆရာကြီးပုံစံနဲ့တွေ့ကြလို့ရငါတို့နဲ့တွေ့ရင်တော့အကျိုးကျမှာပဲဟမ်ဒီဖုန်းကြီးကြောင့်ငါတို့ကမပြောခဲ့လေငါတို့ခနဲ့စားနေတဲ့ဝိုင်းမှာနေလေမင်းခေါ်လာတဲ့ကောင်နေနဲ့အတူနေတဲ့ကောင်ကိုခေါ်လာပြီးတော့လေဆက်ဆက်စားရဲဖုန်းကြီးကြောင့်ခင်ဗျာစားရခဲ့တယ်စားရကြစားရကြဖိနစ်ဖူလာငတ်နေတာတော့ဘယ်လိုရအဲ့ဖုန်းကြောင့်မှာဖုန်းရှိမှာတော့လားအမှုတွေခေါ်မှာတော့လား အဲ့ဖုန်းကြီးကိုအခုချိန်ငါတို့ respect ရှိတော့ငါတို့ဘယ်ရလဲဒီဖုန်းကြီးမှာပေါ့ငါတို့သင်ငန်းဆင်ထားတဲ့သာသနာဝန်ထမ်းဒီတန်ကားတို့တွေငါတို့ကဥထိတ်ထားတယ်ဘာဖြစ်လို့လဲမျိုးပါသာသနာဆိုရင်ခေါင်းစဉ်ကြီးတောက်မှနေနေရတာနဲ့ဘုန်းကြီးကိုမစော်တော့ဒီဖုန်းကြီးတွေလည်းဘလို့တွေတက်ခဲ့လဲဘလို့တွေတက်တာတက်ခဲ့လဲဆိုတာငါတို့ကိုအုံကြွေးနေစီနင်းတော့ဘယ်ဖုန်းကြီးကဒါကနဲ့လိုက်တာဒီကိုခုတ်မယ်ဆိုပြီးတော့ဘလို့တွေဖုန်းကြီးနဲ့ညာနေအကန့်နဲ့ဖြစ်တာဟမ်မျိုးသားတိုင်းမှာလူကြီးလာဖြစ်ပြီးဆဲသွားလို့ဘလို့တွေတက်တာလိုက်ကြတာငါအကုန်သိတယ်မော်ပြီးတော့မှမျိုးသားတိုင်းမှာတော့ငါမပြောနိုင်ဘူးမနေ့ကမြင်ပြောတဲ့စကားကိုငါမခံနိုင်လို့ငါအခုတက်တာ ။ဘာလဲ2019 2020တဲ့ကမြေပြင်မှာဝင်မှလို့တည်။ဟုတ်ပြီ live ပေါ်မှာနေပြောတာ။ညောင်းစီးပေးတဲ့စာနဲ့မြေအုံနောက်ကထွက်တဲ့။ဟာနဲ့နေပြောတာ။ဟုတ်ပြီ။ခက်ခါတော့မပြောဘူး။မြေအုံနောက်ကထွက်တဲ့ဟာနဲ့နေပြောတယ်လို့ထား live ပေါ်မှာတက်ပြောတာ။မြေအောက်မှာမျိုးဝတ်သားတာသနာကိုတကယ်လုခဲ့တဲ့တကယ်ထဲထဲဝင်လို့တည်းတနည်းပါလား။အနည်းရောပြောတယ်။ဟမ်။ဘာမှမပြော။ဒီအကြောင်းပြီ။ဒါနေနဲ့တွေ့လို့မှာပြောခဲ့တယ် ်အမလည်းတဲ့နေရာငါ့ကိုပြောတာနော်အမလည်းကျွန်တော်ကိုပြောကြရတယ်ကြာငါရောက်နေတယ်ဆိုပြောကြရတယ်ညီမပြောလေခုနကတော့ငါ့ကိုအဲ့လိုပြောခဲ့တယ်ငါမပြောလိုက်လေညီမရေလို့ညီမညီမညီမမေးပေးတယ်လေတကွဒီမှာတော့ကျွန်မချင်းချင်းကြီးပြောလိုက်တာပါအများကြည့်တာမဟုတ်လို့အဲ့မှာတော့ကျွန်မအဲ့ဒီစာအဲ့အဲ့ဒီကြောက်တဲ့နာမည်ပြောပြတာပါအဲ့ဒီအရာနဲ့နေ့ဟာနဲ့ငါရောက်မကလို့ဆက်ရောက်ပဲလို့ယူပြဿနာမရှိဘူးစိတ်မကြောက်ဘူးနော်အမျိုးသားရဲ့တိတ်ခါတော့မကြစေနဲ့မျိုးသားရဲ့တိတ်ခါကြအောင်တော့မလုပ်နေလို့ ငါမပြောခဲ့ဘူး။ကဲရိုသားလေးလုံနေတဲ့မပူတူဟာ။ငါလေဘယ်တော့မှမဆောအဲ့ဒီကျောင်းမကြီးအဲ့ဒီကျောင်းမကြီးတော့ထုံလာတာပတ်စပ်ပတ်စပ်လိုက်ပြီးပါလား။ဟုတ်လား။ဒါပေမဲ့ချက်ပြောမယ်ဆိုမင်းမင်းကြောစွာတောက်ခဲဒီကောင်လေးသုံးကောင်လက်သက်ပြီ။ဒီဗီဒီယိုဖိုင်လေးကိုလုံလာတာခရင်ကပြောလို့အရှိမကျွန်တော်ပြောခဲ့သလိုပဲနော်။သူတို့အမျိုးသားရေးအမျိုးသားရေးလို့ဩနေတဲ့ဟာတွေရဲ့အချင်းစရိုက်လဲပဲအရေးအချင်းတန်ဖို့ဒါတွေအားလုံးငင်းအောင်လုပ်တာပါနော်။ကျေးဇူးတင်ပါတယ်။ ကဲဒီမှာကိုစီရနဲ့ပြတော်မပါနော်ကျွန်တော်တို့ဒီပူတုမရဲ့အကြောင်းကိုဒီဘောမဘောတော်ကနေပြတော်မပြန်ပြတော်မဖွင့်ချလိုက်တဲ့ပုံမှာသုံးသပြောဆိုထားဖြစ်တယ်ကျွန်တော်တို့ဒီဗီဒီယိုကိုတော့အရင်ကကြည့်ဖို့ပြသဆိုမယ်ပါနော်အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘောမရုတ်ကတ်တွေကနေပြတော်မကျွန်တော်အမေဆုနဲ့ပတ်သက်ပြတော်မ ကျွန်တော်တို့ကိုပြန်ပြန်မတက်ခမရေလုံးနေတဲ့အချိန်မှာသူတို့မဘာသာဟုတ်စုတွေကြားထဲမှာတောင်မှ senior junior အလေးစားမှုမရှိတဲ့ပုသူမရဲ့အကြောင်းတွေကိုပြန်ပြန်တော့မှဖွင့်ချလာတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ပေါ့နော်ဒီ30မီတာဆိုနေကြထဲမှာဆိုတော့သူတို့ဖြစ်လေဖြစ်တာရှိတဲ့အကြောင်းတွေကိုကျွန်တော်နေ့စဉ်နဲ့မြကြားနေရတာပဲဖြစ်ပါတယ်။ဟိုတလောကပဲတတွင်းမှာဆိုတော့ဒီမရိမှုကိစ္စတွေပြီးတော့မှတားမြပြုကျင့်ပြီးတော့ပေါ့နော်ဒီမိမခိုးစားတဲ့အကျင့်တွေတတိမျိုးစုံတို့ကျွန်တော်တို့ကြားနေရတာမလို့မြန်လိုက်လို့ standard army ကြီးကဆိုတော့ဒီဘုံမတွေပြောပြောနေသလိုတိုင်းဒီကဘာတိ လေးစားရတဲ့စစ်တမ်းမို့တော့ဘူးဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်သူတို့ဘက်ကတော့ဝန်စာပြီးတော့မှပြောဆိုနေပြီမြေပြင်ရှစ်တန်းစစ်မြေပြင်တွေမှာဆိုတော့ မျိုးစာလိုးလန်းနေတဲ့ခံရတဲ့အုပ်စုတွေအားဆိုရင်တို့တို့တန်းပြင်းတဲ့လူမျိုးပုံမှာ channel ပြီးတော့မှပြည်သူတွေပုံမှာဆလေးရုံးပေါ်ဖို့စ조사နေတာပဲဖြစ်ပါတယ်။ဒါတွေကိုပြည်သူဘက်ကနေပြီးတော့မှတရှိလာကြတာမလို့အခုဆိုတော့တို့တို့တော်လိုင်းမှာထက်ထက်ဝင်ပူပေါ်ပေါ်ရနေပါတော့။ Face Animation စနဲ့ဒီနေ့မှကုန်ခင်မှာပဲ preview channel ပို့조사နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လည်းတို့ပြည်သူတွေဘက်ကနေပြီးတော့မှမိကုန်ရန်ကုန်ကိုတန်းနေတဲ့ဘက်ကနေပြီးတော့မှပူပေါင်းပေါ်ပေးကြပါလို့ပြောရနေတဲ့ကျွန်တော်ဒီနေ့မှပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။ စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပီတို့များလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းသာနေ့တည်လေးပန်းဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။